ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအကဇော်ရေးသားထားတဲ့ဆုံးမကြီးတော်ပြင်းနဲ့ဒုတိယမြောင်မင်္ဂလာဆောင်အပိုင်း80ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တက်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင်ကိစ္စဘလို့များလောက်ရမလဲ ရွာရဲကလူတွေတိကွင်ခတ်ရကြည့်ရဲ့အားလုံးကကိုလူအေးကိုပဲဆွဆွဲကြတော့မှာဟာကြောင့်ကိုလူအေးခုန်တိတ်ခါကြဆင်းရတာမျိုးကိုလူအေးအဆက်ရစရာမျိုးတော့မဖြစ်စေချင်ဘူးမဲပြက်မှာအဲ့လိုတွေ့တော်ရင်လည်းအကြက်ရိုက်နေရပါနောက်တော့ဘိုက်ကိုတစ်ချံငုံကြည့်လိုက်ပြီးလက်နဲ့ပုတ်သက်ကြည့်လိုက်ပါတယ်ဒီရက်ပိုင်းမှာမဲပြင်းတောက်ငင်းငင်းမှန်မှန်ဖြစ်နေရကိုအချားသူတွေတတိမထားမိပေမဲ့မဲပြင်းကိုအရေးတကြီးကြီးနဲ့နေထိုင်တတ်တဲ့ကိုလူအေးကတော့ချက်ချင်းရိမ်စားမိပါတယ်တိုင်းမဲ့လေမဲပြင်းစိတ်ညစ်မှာဆိုရင်လည်းအတွက်ဖွင့်မပြောဘဲနဲ့အသာဆောင်ကြည့်နေရပါ ီလိုနဲ့တရက်မှာတော့မေပြင်းအားရခင်းနဲ့ကိုထမင်းလာပို့ပါတယ်။အရင်ကပြုံးပြုံးရွှေရွှေနဲ့လာတတဲမေပြင်းအခုတော့စိတ်နဲ့လူနဲ့မကတ်တလူတမိုင်မိုင်နဲ့ရောက်လာခဲ့တာပါ။အရင်ကဆိုရင်ကိုလိုအေရိုတူဝရီထမင်းစားတော့တဲ့အခါမှာပြုံးရွှင်စွာနဲ့ကြည်နေတတဲ့မေပြင်းအခုတော့အဝေးတနေရာကိုသာငေးကြည့်နေရပါဖြွေထမင်းထထည့်ပေးပါဦးဘာကြီးရွှေကိုပြောလိုက်ပေးမယ်လေမေပြင်းကမကြဘဲအဝေးကိုသာငေးကြည့်နေရပါကိုလိုကြီးကဘာကြီးရွှေကိုလက်ကုပ်ပြီးတော့မေပြင်းကိုမျက်စာပြပြပါရယ် ဘာကြီးရွှေဦးကလည်းမေပြင်းအကဲခတ်ကြည့်ပြီးအသာခံနှိပ်ပါတယ်။ထမင်းစားတောက်ပြီးတဲ့အခါမှာတော့မေပြင်းကထမင်းနောက်ကိုတင်ဆဲပါတယ်။ကိုလူအေးကဘာကြီးရွှေဦးရဲ့အနောက်ကပ်သွားပြီးဖြူပွဲခုတလောဆိတ်ညစ်နေပုံရတဲ့ဘာကြီး။အဲ့ဒါသူ့ကိုမေးမြန်းကြည့်ချင်လို့ဘာကြီးခဏလောက်ရှောင်နေပေးပါလား။ဘာကြီးရွှေဦးကကောင်းညှင်းလိုက်ပြီးတော့ရာကင်းဆက်တစ်ပင်အောက်ကနေထွက်ပြီးရာကင်းထဲကိုဆင်းချသွားပါတယ်။ကိုလူအေးတို့ရာကင်းဆက်မှရှိတဲ့တစ်ပင်ကြီးကထီးကြီးတစ်ခုတစ်ဖွဲအုပ်အုပ်ဆိုင်ဆိုင်ကြီးပါ။ ်တစ်ပင်ကြီးရဲ့အမြင့်တွေအားလည်းမြေပြင်ပေါ်ကိုထိုးထွက်နေတဲ့အတွက်အဲဒီအမြင့်တွေပေါ်မှာထိုင်ကုန်တဲ့ဖွဲထိုင်နေပါတယ်။မြေပြင်ကတင့်မြစ်တစ်ခုပေါ်မှာထိုင်ရင်ထွန်မြကောင်းဘက်ကိုငေးမော့ကြည့်ပါတယ်။ကိုလူအေးကမြေပြင်နဘေးမှာဝင်ထိုင်လိုက်ပါတယ်။ဖြူပွဲကိုကြည့်ရတော့အခုတလောစိတ်ညစ်စရာတစ်ခုခုရှိနေတယ်လို့ပဲ။ဘာတွေစိတ်ညစ်နေတယ်လဲဆိုတော့အခုပြောပြပါလား။မြေပြင်ကကိုလူအေးစကားကိုကြားပြီးမှလည်းဆက်ပြီးတော့သာငေးမော့နေရပါမိသားစုဆိုတာမျှဝေခံစားရတဲ့ဖြူဖွေးရဲ့ပျော်ရွှင်စရာဝမ်းသာစရာကိစ္စရှင်လေအတူတူပျော်ရွှင်ရှိမောကြတယ်လို့ စိတ်ညစ်စရာကိစ္စရှင်လဲပြန်လေတောင်တန်းနိုင်ပေမင်းနဲ့ညှိနှိုင်းဆွေးနွေးကြရတယ်မဟုတ်လားဒါကြောင့်ဖြူဖွေးအခုဘာတွေဖြစ်နေတယ်လဲဘာတွေစိတ်ညစ်နေတယ်လဲဆိုတာဘာကြီးရွှေရိုးတို့မပြောပြခြင်းတော့မှအခုတော့ပွန့်ပွန့်လင်းလင်းပြောပြလို့ရပါတယ်မေပြင်းရဲ့မျက်ဝန်းအတွင်ကနေမျက်ရည်စက်တွေတရဟောစီးကြလာတာပါမေပြင်းကအိမ်မျက်ရည်စာတွေကိုလက်နဲ့တုံရင်းနဲ့ကျုပ်သွားရောမယ်ကိုလူအေးဖြူဖွေးကဘယ်ကိုသွားမလို့လဲကျုပ်ဒီရွာကနေထွက်သွားရောမယ်ကိုလူအေးတောင်အံ့ဩသွားမိပါတယ် ါဆိုဖြူဖွေးကအရင်အတိတ်အကြံအရာတွေပြန်ပြီးတော့တရားသွားရဲဆိုတဲ့သဘောလားဟိုအရင်နေရက်ကိုပြန်ပြီးမှတ်မိသွားလို့သွားရမယ်ဆိုလို့ဆိုလိုချင်တာလားဟိုဒါကဘာများစိတ်ညစ်စရာလဲဖြူဖွေးရဲ့အရင်နေရက်ကိုပြန်ချင်နေဆိုရင်အကူကလှဲနဲ့လိုက်ပို့ပြီးတော့မိဘမောင်မောင်တွေလက်ထဲကိုပြန်ပြီးတော့လိုက်အပ်ပေးမှာပေါ့မေပြင်းကခေါင်းကိုခိုင်းရန်လိုက်ပြီးအဲ့ဒါဖြူဖွေးအကူညာခဲ့တာပါဘလို့ပြောလိုက်တယ်ဖြူဖွေးတကယ်တော့သူကဘယ်အားလာတယ်ဘယ်သူဘဝဆိုတာအားလုံးမှတ်မိပါတယ် ဒါပေမဲ့ဒီကြောင်းနေပြန်ပြီးမစင်းစားကျွန်တော်လို့အတိတ်မိကြအောင်ဆောင်ခဲ့တာကိုအကိုကျုပ်ကိုခွန့်လို့ပါဖြစ်ရလေဖြူဖွေးရဲ့အရာအားလုံးမမိရဲ့သားနဲ့များဘာဖြစ်လို့များမသိကြအောင်ဆောင်နေခဲ့ရလဲအကိုတို့လိန်လေကျွန်တော်ဟန်ဆောင်ခဲ့တာမဟုတ်ပါဘူးကျုပ်ဘွားရဲ့အတိတ်အကြောင်းအရာခါတိလို့နေအတွက်ကျုပ်ဟိုးအတိတ်တွေကိုပြန်ပြီးမတွေးကျင်တော့ဘူးပြီးတော့အကိုတို့အိမ်မှာနေနေဦးကြီးရွှေရိုးတို့ဂျူးတော်ခွေတို့နဲ့ခင်မင်းသွားရင်းနဲ့မိသားစုလိုတတ်တိုက်ဝန်းဝန်းနေရတာကိုပြုံးပြီးလို့အကိုတို့ဖွင့်မပြောမိတာပါ တကယ်လို့အရှင်နေရက်ကိုဖွင့်ပြလိုက်ရင်အကုန်နဲ့ပါကြာမိဘတွေလက်ထဲကိုပြက်ပြီးလိုက်ပို့မအောင်စိုးရိမ်မိလို့ပါကုလူအေကခေါင်းညှိလိုက်ရင်နဲ့ဒါများဘာများဆင်းရဲစရာရှိလို့လဲဖြူဖွေးရဲ့ဖြူဖွေးကမပြန်ကျင်ဘူးဆိုတော့လေအခုလိုပဲအကိုရောအိမ်မှာဆက်နေပေါ့မဟုတ်ဘူးလားအခုတော့သွားရတော့မယ်အကိုသွားဟုတ်သွားရတော့မှာကျုပ်ဒီမှာဆက်ပြီးတော့နေနေမယ်ဆိုရင်အကိုကျုပ်အတွက်နဲ့တိတ်ခါကြရလိမ့်မယ်အကိုလိုမျိုးရိုးသားဖြူစင်ပြီးတော့ကိုကျင်တရားကောင်းတဲ့လူတယောက်ကိုကျုပ်ကြောင့်တိတ်ခါကြပြီးမျက်နာပြရမှာကျုပ်မဖြစ်စေချင်ဘူး ကလူအေကမေပြင်းလက်ကိုစဲကန်လိုက်ပြီဖြုတ်ဖွေးအခုဘာရီပြောနေရလဲဆိုတော့အခုတကယ်နားမလဲတော့ဘူးဖြုတ်ဖွေးအတွက်နဲ့အကွာဘာလို့တိတ်ခါကြမှာလဲဘာလို့အဆက်ကွဲရမှာလဲမေပြင်းကအလုံးဝမ်းနဲ့လာပြီးကလူအေရဲ့ပခုံးမိလိုက်ပြီးရှိုက်ကြီးတငင်းနဲ့ငိုယိုပါတယ်ကလူအေကတော့မေပြင်းကိုအသာကလေးဖတ်ထားလိုက်ပြီးမေပြင်းလက်မပုတ်သက်ကအားပေးနေမိပါတယ်စိတ်ငြိမ်ငြိမ်ထားပါဖြုတ်ဖွေးဘဝဆိုတာကြမ်းတမ်းနေမဟုတ်လားလူဆိုတာဘဝဘလောက်ကြမ်းကြမ်းရုန်းကန်မှုအတွက်တောင်းဝန်ရှိရလေ ဖြစ်ပွဲရဲ့စိတ်ထဲဘာတွေဖြစ်နေလဲဘာတွေခံစားနေလဲဆိုတာဟုတ်တာအကိုပုံပွင့်လင်းလင်းပြောပြစာမှာမေပြင်းမှာအတန်ကြာငိုယူပြီးမှကိုလူအေးပခုံးထက်ကနေခွာလိုက်ရင်ကျုပ်ဘဝခက်ခဲကြမ်းတမ်းခဲ့လုံးပါတယ်အကိုရဲ့ဒါပေမဲ့မကြသေးကြရမှာကျုပ်အမားကြီးတစ်ခုကျူးလွန်မိတယ်အဲ့ဒါကတော့တစ္ဆာမရှိဂရိမတီတဲ့ယောက်ျားတယောက်နဲ့ချစ်ကြိုက်ပြီးတော့ခွေရလိုက်ပြေးခဲ့တာပါပဲကိုလူအေးမှာအနေငယ်ထိလန့်သွားပြီးမလဲစိတ်ကိုတည်ငြိမ်အောင်ထိန်းထားရင်လူဆိုတာအမားနဲ့ကင်းမမကင်းနိုင်ပဲဖြစ်ဖွယ်ရ လူတိုင်းအမှားလုပ်တတ်ကြတာကြီးပဲအဲ့ဒီအမှားတွေကသင်ကန်းစာယူပြီးတော့အမှန်ကိုပြန်ပြင်းကြတာထုံးစံမှာပဲဒါပေမဲ့အခုကပြန်ပြင်းမရတဲ့အမှားကြီးတစ်ခုဖြစ်လာခဲ့ပြီကိုကျုပ်ကျုပ်မအခုအဲ့လူနဲ့ရတဲ့ရင်းသွေးကလေးရှိနေပြီတဲ့ကလူအေးတောင်နှွေးခေါင်းကောင်းကြီးခေါင်းပေါ်တက်တဲ့မိုးကျွပြစ်ချခံလာရတယ်လို့ဒိန်ကနေသွေးညာဆောင်တက်လာပြီးခေါင်းနှပန်းညာထောင်ချလာပါရယ်။အိုးဘလို့ဘလို့ပြောလိုက်တယ်ဖြူဖွေးဟုတ်တယ်ကိုဒီလူနဲ့ရတဲ့ကလေးကနှလားကြော်ခဲ့ပြီတဲ့ ကိုလူအိမ်မှာပျော်ရွှင်သွားတဲ့မျက်နှာထားနဲ့ဒါဝမ်းသာစရာပေါ့ဖြူဖွေးရဲ့ဝမ်းမသာနိုင်မအောင်အကူရဲ့ဒီကလေးကကြုတ်လွလွကျင်ကျင်နဲ့ရခဲ့တဲ့ကလေးမဟုတ်ဘူးလေမဟုတ်တာရီရှောက်ပြောမနေပါနဲ့ဖြူဖွေးရဲ့တာသမီဆိုတာကရထိုင်မှရတာတဲ့အခုလေဒီကလေးလေးကလွဖြတ်ထိုက်လို့ဖြူဖွေးရဲ့ဝမ်းနေကိုရောက်နေပြီမဟုတ်လားဒါကြောင့်ကြုတ်ထွက်သားမယ်ပြောတာပေါ့အကူရဲ့ကြုတ်ဒီရွာမှာဆက်ပြီးတော့နေမယ်ကလေးမွေးမယ်ပဲထောင်းဟောရီပိုင်ကြတဖြည်းဖြည်းပူလိုက်အကို့လူတွေကအထင်သေးမယ်ကဲ့ရဲကြမယ်မကောင်းပြောကြလိမ့်မယ် အကိုလဲရွာလို့ဘယ်လိုမျိုးရှင်းပြမလဲကိုလူအေးတယောက်တွေ့ဝေသွားပါတယ်အားကြောင့်သူဒီရွာနေထွက်သွားတာအကောင်းဆုံးပဲဒါမှမဟုတ်ရင်တော့ဟော်ရီကလေးဖျက်ဆီးပြလိုက်မှတော့ကားကြလိမ့်မယ်အကိုဟာမလုပ်ပါနဲ့ကလေးကိုတော့ဘာမှမလုပ်ပါနဲ့ဘာဖြစ်လို့လဲအကိုကျုပ်ကတော့ဒီကလေးကိုမလို့ခြင်းဒီကလေးကကျုပ်မလို့ခြင်းမဲနေရတဲ့ကလေးပြီးတော့ဒီကလေးရဲ့ကိုယ်ထဲမှာဟိုလူရုပ်မာရဲ့သွေးတွေစီးဆင်းနေမှာအမှန်ပဲဗီဇာဆိုတာလိန်ညာလို့မရဘူးတဲ့ ဒါကြောင့်ဒီလူယုံမာရဲ့ဒေတာကိုမွေးလိုက်တာထက်ဖြက်စီးလိုက်တာပိုပြီးကောင်းတယ်လို့ကြောက်ထင်တယ်။ကိုလူအေးမှာမေပြင်းရဲ့လမောင်းနှစ်ဖက်ကိုဆုပ်ကန်လိုက်ပြီးမေပြင်းကိုသူ့ဘက်ကိုဆွဲလှဲပါရယ်။မင်းမဟုတ်တိုင်မလုပ်ရအောင်ဖြစ်ဖွေးဒီကိစ္စမှာကလေးရဲ့အဖြစ်ကဘာပါလို့လဲ။ပြီးတော့နောက်ထပ်ရှစ်လလောက်နေလူဖြက်လာအောင်မေကလေးကိုတတ်ပြတ်တယ်ဆိုတာလူတတ်တာနဲ့အတူတူပဲ။ဒါဆိုဘလို့လောက်ရမှာလဲအခု။ကျုပ်ဘလို့လို့ဆက်ပြီးတော့လောက်ရမှာလဲ။မေပြင်းမှာဘာမှမပြောပဲရှိုက်ငိုပါရယ်။ကိုလူအေးကအတော်ကြာစဉ်းစားရင်းနီလာတခုပဲရှိရော်ရဲ့ဖြူဖွေး။ မဲပြံမှာနီလန်းရှိရဆိုတာကြောင့်အားတက်သွားပါတယ်။အခုဖြူဖွဲ့ကိုလက်ထပ်မယ်။မဲပြံကြောင့်မျက်လုံးပြူးကြောင်သွားမိပါတယ်။ဘယ်လိုပြောလိုက်တယ်ကိုအခုအခုဘာပြောလိုက်တယ်။လက်ထပ်မယ်ဆိုပေမဲ့ဖြူဖွဲ့ကိုအကူကပေါင်းတင်စံလို့မဟုတ်ပါဘူး။အကူရောမှဒီနီလန်းကလွဲပြီးတခြားနီလန်းမရှိဘူး။ဖြူဖွဲအကိုရိုနဲ့ဆက်ပြီးနေနိုင်မှုပြီးတော့ဒီကလေးကိုရှော့ရှော့ရှူရှူအဆင်ပြေပြေနဲ့မွေးဖွားနိုင်မှုဆိုရင်ဒီနီလာအကောင်းဆုံးပဲလေအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်အကို အကွာကျုပ်ကိုအကိုရဲ့ဆွေမျိုးသားချင်လိုမျိုးမိတ်ဆက်ပေးထားတာမဟုတ်လားဒီကြောင့်ဘလို့ရှင်းပြကြမှာဒါအသိမခတ်ပါဘူးဖြူဖွေးရဲ့ဖြူဖွေးနဲ့အကွာဆွေမျိုးသားချင်လို့သာပြောထားကြပြီမဲ့ရွာလူတွေကတော့ငကိုရဲကအကိုလိုနှစ်ယောက်တို့လိုတို့လိုတွေပြောဆိုနေကြတာအကိုသိပါတယ်ဒါမဲ့အကိုဘက်ကလည်းပြန်ကြည့်အောင်လေအကိုရဲ့အကိုလိုမျိုးကိုကျင်တရားလက်ကင်ထားပြီးတော့ရိုးရိုးသားသားနေတဲ့လူတယောက်ကအိမ်မှာခဏရောက်နေတဲ့မိန်းကလေးတယောက်ကိုလေးလက်ဝန်ရှိတဲ့တိလွန်ကျူခဲ့တယ်ဆိုတာကိုရွာလူတွေသိရင်အကိုသူ့ရဲ့တရွေးကတည်းကပက်လက်မျောတော့မှာပေါ့အကိုရဲ့ အကိုဒီရွာလူတွေအထင်ကြီးထားသမျှလေးစားထားသမျှတရက်တမနဲ့ထင်းနဲ့အကုန်ပြောက်ွယ်သွားမှာပေါ့အကိုရဲ့အကိုအဲ့အရာတွေခရီးမဆိုင်ဖြူဖြူချီမခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ဆိုရယ်စကားလဲရှိရမလို့လူတွေကအလုံးစုံမကောင်းပြောကြရင်ခုနှစ်ရက်ပေါ့ဒီထက်များရင်လို့တက်လာပေါ့သူတို့မပြောနိုင်တဲ့ခါကျရင်မိမိပြပြဖြစ်သွားကြမှာပဲလေဒါပေမဲ့အကိုရဲ့ကြုတ်တက်နေဘာမှမစီမဆိုင်အကိုတိတ်ခါကြာမှာတော့ကြုတ်အဖြစ်မခံနိုင်ဘူးတော့အော်ဖြူဖြူရယ်ဒါတွေလိုက်ပြီးတော့စဉ်းစားမနေပါနဲ့အကိုအတွက်ကတော့အကိုရဲ့ဂုံတိတ်ခါထက် ဖြူဖြူရဲ့ပျော်ရွှင်မှု နောက်ပြီးတော့ဟောရီကလေးလေးကြမ်းကြမ်းမမမွေးဖွားလာပြီးတော့လူလားမြောက်ပေါ်ကပို့ပြီးတော့အရေးကြီးပါတယ်။အကွက်အကုံတိတ်ခါမပြောနဲ့နော်။အကုတ်တဘောကလုံးနဲ့လဲရမယ်ဆိုရင်တော့အကုတ်လဲနိုင်ပါတယ်ဖြူဖွေးရဲ့။မေပြက်မှာဘာမှမပြောနိုင်တော့ပဲကိုလူအေးကိုပြေဖိုင်ငိုချလိုက်ပါတယ်။တောင်းမမရဲ့အကုတ်ကျအကုတ်တောင်းမမရဲ့ဘာမှစိတ်မကောင်းမဖြစ်နဲ့ဖြူဖွေးအကုတ်ညနေကျရင်ဘာကြီးကိုပြောလိုက်မယ်။သူတို့နဲ့တိုင်ပင်ပြီးဖြူဖွေးဘိုက်ကြီးပုံမထွက်လာခင်မှာမင်္ဂလာကိစ္စကိုကျင်းပနိုင်ဖို့အတွက်ပြင်ဆင်ရမယ်။ အကိုကကျုပ်ရဲ့ကျေးဇူးရှင်မှာကျုပ်ရဲ့အသက်ကိုလည်းကယ်ခဲ့တယ်လို့အခုကျုပ်ရဲ့အဆက်အသွယ်နဲ့ဟော်ရီဘိုက်တဲ့ကလေးရဲ့အသက်ကိုကယ်တင်ခဲ့တဲ့သူပါအခုလိုကျေးဇူးရှင်တရားဖြူဖွေးဆိုတဲ့နာမည်အတူကြီးနဲ့ဆက်ပြီးလိမ့်လိမ့်နေကျွန်တော်အခုဒီတော့ကျုပ်ဘဝမှာဖြစ်ပျက်ခဲ့တဲ့များတွေအခုအမှန်တိုင်းပြောပြခြင်းနဲ့ကိုလူအိမ်မှာမေပြင်းရဲ့သပင်းလေးကိုပုတ်တက်ရင်ခေါင်းခါပြလိုက်ပါတယ်မလို့တော့ဖြူဖွေးအခုဘာမှပြောစရာမလိုအခုဖြူဖွေးရဲ့နောက်ကြောင်လည်းဘာမှမသိကျွန်တော်အခုကတော့ဖြူဖွေးဆိုတဲ့လူကိုပဲသိတယ်ဖြူဖွေးကအခုရဲ့နှမ ဒါဘဲအကိုမျက်စိမိပြီးလက်ခံယုံကြည်ထားတယ်။မဲပြင်းမှာငိုယိုနေမိပေမဲ့လေကလူအေးအစီအစဉ်ကိုကြားသိလိုက်ရတဲ့အခါအရင်ရှိနေခဲ့တဲ့စိတ်ညစ်ညမ်းမှုတွေမှာနေရောင်မှာတွေ့တဲ့မြူမုံတွေအလားပြောက်ွယ်သွားပြီးတော့စိတ်အေးချမ်းသာမှုတစ်ခုခုရရှိခံစားလိုက်ရပါတယ်။ဘာကွာမိဘာပြောလိုက်တယ်လူအေး။ဟုတ်တယ်ဘာကြီးဖြစ်ပွဲမှာကြုံနေရတဲ့ကိုယ်ဝန်ရှိနေပြီ။ဘာကြီးရွှေရုံမှာဒေါ်သားထွတ်ထွန်းနဲ့ကလူအေးရဲ့မျက်နှာလက်သီးနဲ့ထိုးလိုက်ပါတယ်။ကလူအေးကတော့အိမ်ချမ်းမြင်ပေါ်ပက်လက်လန်းကလဲကျသွားပါတယ်။ ကြီးတော့ခွေရတော့ဘာကြီးရွှေရွေးလက်ကိုပြေးဆွဲထားပါရီဒါလေမင်းကစိတ်တို့လိုထိုးတာပဲလူအေးဘင်းနေပါတတလောက်ဆောက်ထင်းခဲ့တဲ့ကိုကျင်ကြမမထောက်ပဲနဲ့ကိုအိမ်ကိုခိုးကိုရမယ်ရောက်လာမင်းကလေးကိုမင်းမို့လို့ဒီလိုလောက်ရတယ်ကိုရွှေရိုးရဲ့ရှစ်စိတ်ကိုထိမအောင်တကိစ္စမင်းလာကိစ္စရှင်ထိုးရကြည့်ရမယ်ကိစ္စမဟုတ်ဘူးလေကလူအေးရဲ့နှကန်းတောင်းကနေသွေးတွေစီကြလာပါတယ်ကလူအေးကသွေးတွေကိုလက်နဲ့တုပ်ရင်ပြန်ထိုင်ချလိုက်ပါတယ်မင်းတို့ဒီလိုဖြစ်တာဘလောက်ကြပြီလဲ ဖြူဖွေးအိမ်ကိုရောက်လာပြီးမကြခင်လို့ပဲပြောမယ်။ဘာကြီး။ဟိုကျုပ်လည်းဖြူဖွေးကိုမြေတားရှိပြီးတော့အိုးချင်းထားအိုးချင်းထီဆိုသလိုဖြူဖွေးနဲ့မောင်မမီခဲ့ပါတယ်။အထင်သာပဲကွာ။ဒါကြောင့်မင်းတို့ညောင်ဟာလေအမြဲတမ်းတပူးပူးတွဲတွဲနဲ့ဖြစ်နေ။အရက်ထဲမှာလည်းမင်းတို့ကမောင်နှမတွေမဟုတ်ပဲတမီးကြီးစားတွေလိုလိုတိတ်တိတ်ပုံညာနေရဲ့လင်မယားတွေလိုလိုနဲ့တည်င်းနေထွက်နေခဲ့တာများပြီ။အခုတော့သူတို့တွေတပုတ်လင်လင်ပြောနေတာတကယ်ဖြစ်လာပါဟုတ်လား။ဘာကြီးရွှေရုံမှာစိတ်ဆုံးနေသလောက်ကြီးတော်ခွေကတော့အလွန်ပျော်မြူးနေရပါ။ ကိုရှူရောလေပြီးခဲ့တာပြီးခဲ့ပါပြီကလေးတွေစူပူမနေပါနဲ့ရောရှင်ကျုပ်ကလေဒီလိုဖြစ်လာမယ်မသိပြီးသားပါမဲခွေအခုတော့ညီဖြစ်စေခြင်းနဲ့ဆန္ဒတွေပြေဝသွားပြီပေါ့ဟုတ်လားဒါကလေနှကောင်းနဲ့မြတ်တွေဆောင်းမကြည့်ရှုမှုကြောင့်ဖြစ်မှာကျုပ်ပြန်လေနေတိုင်းနဲ့တီကိုတိုင်တယ်ပြီးဆူတန်းလိုက်ရအောင်မော်ပဲဖြူဖွေးလိုမျိုးရုပ်ဆင်းလေးရလေချောမော့လှပါပြီးတော့ပြောစရာမရှိအောင်အပြစ်ကင်းတဲ့မိန်ကလေးတောက်တခြားသူတွေလက်ထက်ပေါသွားမှာစိုးရိမ်လိုက်ရတာရှင်မဲပြက်မှာရှလွန်းနာကြောင့်ခေါင်းသာငုံထားမိပါတယ်ကဲလူအေး ဲ့တော့မင်းဘလို့လှုပ်ချင်တယ်လဲဖြူပွဲမှာလဲကိုယ်ကနှစ်လလောက်ရှိပြီဆိုတော့ရွာလူကြီးတွေရက်ရွာအတိပေးပြီးမင်္ဂလာပွဲခန်းတော့ခက်မြန်မြန်ကျင်းပလိုက်ချင်တယ်ပါကြီးအေးကောင်းပါတယ်ပြီးတော့မင်္ဂလာပွဲကိုတိတ်ပြီးတော့ခန်းခန်းနာနာကျင်းပါခြင်းအခုချိန်ကယာကင်းနေမတိုင်ရသေးဘူးဆိုတော့ကျုပ်တို့လက်ထဲငွေများများဆဆမရှိအောင်ကျုပ်သိပါရယ်အဲဒါကြောင့်နီးစက်တဲ့လူကြီးတွေလူရင်းမိတ်ဆွေလောက်ပဲဖိတ်ပြီးတော့နင်းနေနဲ့ခက်ကြဲကြဲပဲအချင်းချင်းပြီးတော့လှုပ်လိုက်ချင်ပါရယ်အေးလေမင်းတို့ရဲ့မင်္ဂလာကိစ္စဆိုတော့လေမင်းတို့စိတ်ကျင်းနေပြီးရပါပဲငါတူ ငါတူလူအေးရတော့ကြီးတော်ရဲ့စိတ်ကိုသိနေနေတူတယ်အခုငါတူကိုလူရိုးကိုလူအေးလေးကအိမ်တော်ကြပြီဆိုတော့ငါသိပြောပါပြီအေးဟဲ့မဲခွေမင်းသိလို့ဖယ်ဖြစ်အောင်လေလူအေးမွေးလာမယ်မင်းရဲ့မိလေးကိုထိုင်ရချီအောင်မယ်လေဗာကြီးရွှေရိုးကဝင်ပြောပါတယ်ကြီးတော်ခွေကလက်ခုပ်လှပါတည်ဟုတ်ပါတော့ဟုတ်ပါ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 မိထိုင်ရအောင်ပါပေါ့ဒါနဲ့လူအေးနင်ကလူပုံကလေရိုးရိုးအေးအေးသာဆိုပေးမယ်လက်ကတော့ညံကြတော့ အခုတော့လူရွေကြီးဘွားကနေစွန့်ထုတ်သွားတယ်ပြင်တော့မှတာသမီးတော်မကြခင်ရတော့မှဆိုတော့တစ်ချက်ကနှစ်ချက်ပြတ်ပဲပေါ့အေးကိုလူအေးမှပြုံးဖြည်းဖြည်းနဲ့ခေါကုန်နေဟာကြည့်တော့လေဘာတွေပြောနေမှလည်းမသိဘူးဒီမှာဖြူဖွဲရှက်နေပြီခေါင်းငုတ်ထိုင်မျက်နှာနဲ့ဖြာနေအောင်ထိတော့မယ်ဖြူဖွဲသမီးလေးဘာမှရှက်စရာမလိုနော်ဒီကိစ္စဆိုတာလူတိုင်းကြုံရတဲ့ကိစ္စတစ်ခုပဲဟာမေခွေရတော့ကွာမင်းပြောမှပိုဆိုးကုန်ပါပြီကဲဒါဆိုငါလေးအချင်းရတော့ရွာလူကြီးစီသွားပြီးတော့အချောင်းကြားလိုက်အောင်မယ် ဟဲ့မဲခွေဒီနေ့ဆိုင်ဖြူဖွေးကိုအားရှိမဲ့အစားအသားတွေချက်ကျွေးစမ်းပြီးတော့အရှင်လုံးကြမ်းကြမ်းနဲ့နဲ့နေမခိုင်းနဲ့ဟုတ်ပြီလားမလီစိတ်ချပါတော့ရှင်သာတော်စားရှိရမြ мян သွားကိုလူအေရိုအိမ်လေးမှာရီးသားမောတန်နေနဲ့ပြန်လဲအသက်ဝင်ပြီးလှောက်ရှားလာခဲ့ပါရယ်ဒီလိုနဲ့တပတ်ခန့်ကြာတဲ့အခါမှာတော့မင်္ဂလာပွဲကိုကျင်းပကြပါရယ်ကိုလူအေရိုရဲ့အရှင်မြေကွက်လာမှာပြီးမန်တက်ထိုးပြီးတော့ရွာလူကြီးတွေနဲ့ရက်ဆွေရက်မျိုးတွေကိုထမင်းဟင်းနေတဲ့ခင်အခမ်းပြီးမင်္ဂလာပွဲကိုအချင်းချင်းကကျင်းပကြပါရယ် ကိုလူအေးမှာတိုက်ပေါ်တဲ့ပစုအတနဲ့ပြုံးပြုံနေပေမဲ့မေပြရောကိုလူအေးကိုငေးကြည့်နေကခတ်မှိုင်မှိုင်ဖြစ်နေရပါကလာသားတွေကစားကြတော့ကြရင်ကိုလူအေးကိုစားနာကြပါတယ်ဒါကြောင့်ကိုလူအေးကကျုပ်တို့ထိုးထည့်လိုက်တာဟုတ်ဗျဟုတ်ပါဗျအဲ့ဒီကဒီမိကလေးကငါချစ်သူလို့ပြောပြီးနေရပဲနှမဆိုပြီးလိန်ညာထားလိုက်ရသေးတယ်ဟာအဲ့တော့မင်းတို့လက်ချက်ကြောက်ရသေးတာဟုတ်ကွထင်ပါရဲ့ထင်ပါရဲ့တကယ်တော့ကိုလူအေးရဲ့နှမဆိုရင်ကိုလူအေးကိုရောက်ဖားလို့ခေါ်လိုက်ရုံနဲ့ဒီလောက်ဒေါသထွက်ပြီးလက်ပါမှမဟုတ်ဘူးကျုပ်တို့ထင်ပြီးသားပါ ဟုတ်တယ်ကျုပ်တို့ကတော့လေခမရောဒီတဆောဆောတော့ယူပြစ်မယ်ထင်နေကြတာဗျာကိုလူအေးကတော့အနေအေးရရိုးရဆိုပြီးတော့ကောင်မလေးချော့ချော့မြင်တော့မရိုးနိုင်မအေးနိုင်တော့ပါလားဗျာဟဲ့ကောင်ကကိုလူအေးလည်းယောက်ျားပဲဥစ္စာဘာသာနဲ့ထူထားတာမှလို့မိမမြင်တော့လေဟဲ့ဟဲ့ကောင်တော်ကြဆန်ကွာစားကြရှိရပါဇက်ပိအေးအေးစစ်စစ်စားမဟုတ်တာရှောက်ပြောမြင်နေဟိုမှာဟိုမှာဟိုမှာကြည့်မင်းတို့ပြောတာကြိုက်ဖြူပွေးစိတ်ကောက်သွားလာတော့မသိဘူးကိုလူအေးမှာကာလာသားတွေကိုခတ်မမလေးပြောထည့်လိုက်တာပါ စိတ်ကောက်သွားတယ်ထင်လားသွားပြီးချော့ဗျာတော်ကြလေညဘက်မှာစိတ်ထားကောင်းနေလူပြိုကြီးတက်ဇနီးမအသက်ဆက်ဆက်ကလေးနဲ့အိတ်လိုက်ရပဲဖြစ်နေဦးမယ်မင်းတို့ကောင်းနေကွာတော်ကြတော့ကွာကိုလူအေးမှာပြောရင်နဲ့မဲပြည့်အနာကိုတုတ်ကက်လာခဲ့ပါတယ်ဖြူဖွေးမျက်နာမအီမသားနဲ့ဘာများဖြစ်လို့လဲဘာဖြစ်ရမှာလဲအကိုရဲ့အကိုကိုကျင်းနေတနာနေမိလို့ပေါ့ကြောက်တွက်နေကိုဒုက္ခကိုရှာကြီးဂုံတိတ်ကအချခံနေအကိုကိုကျင်းတနာနေမိလို့ပါ ိုဒါလေးဘာမှ dream နေနေတော့ဖြစ်ဝေးအခုချိန်မှလေအရေးကြီးဆုံးကပျော်ပျော်နေပြီးတော့ခလေးကောင်းကောင်းမွန်မွန်မွေးနေအောင်ကျမ်းမာရေးခရီးဆိုင်ဟုတ်ပြီလားမဲပြင်းမှာခေါင်းငင်လိုက်မိပါတယ်အဲ့ချိန်မှာမန်းနဲ့အတွင်လူကြောက်ဝင်လာခဲ့ပါတယ်အဲ့လူကိုလှမ်းကြည့်လိုက်တဲ့အခါမှာမကြီးအနှစ်သားတက်ောက်ကြီးကိုကင်ဆယ်ထားတဲ့ပပာကြီးဖြစ်နေအောင်တွေ့ရပါတယ်ဟမ်ပပာကြီးပါလားပပာကြီးနဲ့တူမဲတဲ့မဲရင်နဲ့တကွဥလူမွေးနဲ့ရွာအတွင်းမှာစုံချိုလေလိုက်ပါလာကြပါရဲ့အဲ့လူတွေကိုကိုလူအေးရမသိတဲ့ဖြင့်ရက်ကြည့်နေပါ ဘလို့လဲဖြူဖွေးရဲ့နေမင်လာဆောင်လာတာငါတို့အဲ့မခံတော့လားမဲပြင်းမှာမန်းနဲ့အရှိကိုပြေးထွက်သွားရင်ကြောက်ပါပါဘာကြီးအားလုံးကြောက်ကြပါစောင်းများထိုင်နေကြတဲ့အခါမှာဥရှိယူကပြေးလာပါတယ်ဟာတို့ရွာနာမည်ကြီးအကြမ်းမြင်ဆရာမမိမွေးကိုယ်တိုင်ကြောက်လာတာပဲဟေးတို့တို့ကကောင်းကောင်းမွန်မွန်အဲ့ကံပြင်ဆင်ပေးကြပါဦးဥရှိယူကပပကြီးကိုကြည့်ရင်းနဲ့တနေ့ဆရာမကြီးဟိုဘယ်ရောက်လို့တည်င်းရပြီးတော့ကျုပ်တို့စီကိုရောက်လာခဲ့ရလဲဖြူဖွေးရဲ့မင်းလာဆောင်မှုလို့လားတာပေါ့ဟာ တဆိုဆရာမကြီးနဲ့ဖြူပွေးနေတာအတိရလားဥရွှေယိုမေးမြန်ပြီးရဲ့နော်မေပြင်းကိုအံ့ဩနေတဲ့မျက်လုံးတွေနဲ့ကြည်ပါရဲမေပြင်းကကောင်းညှိလိုက်ပြီးဟုတ်ပါရဲ့ဘာကြီးဟိုရပိုင်းရွာရဲတိုင်းနဲ့တရားလူတွေနဲ့ခင်မင်သွားကြရပါအဲ့ချိန်မှာဘဘကြီးကအစင်းဦးကလေးတစ်လုံးထုတ်ပေးပါရဲဟုတ်လားမင်းအတွက်လက်ဖွဲ့ပေါ့စင်းဦးကလေးအဖုံကိုဖွင့်လိုက်တဲ့အခါမှာအတွင်မှာရွှေရင်းကားပြားတွေကိုတွေ့ရပါရဲဥရွှေယိုမှာအလွန်အံ့ဩနေမြပါမေပြင်းကဦးကလေးကိုဘဘကြီးဘက်ကိုပြန်တွန်းလိုက်ပြီး ဒီလောက်တမိုးကြီးရဲ့အရာတွေမလို့အပောင်ပပကြီးဟဲ့ဖြူဖွေးမင်းလာဆောင်လက်ဖွဲ့ဆိုတာယူကောင်းနေဟဲ့ယူမသာယူစမ်းပါအေးပပကြီးကမေပြင်းရဲ့ဘက်ကိုရွှေဦးကိုတွန်းပေးလိုက်ပါတယ်ဥရွှေဦးကရွှေဦးကလေးကိုကာယူလိုက်ပြီးဟုတ်ပါတယ်ယူထားလိုက်ပါဖြူဖွေးရဲ့နောက်ပိုင်းသုံးမှုဆွဲဖို့လည်းရှိသေးရမို့လားဥရွှေဦးကပပကြီးကိုကျေးဇူးတင်ပါတယ်ဆရာမကြီးပပကြီးကလက်ကပြလိုက်ပြီးမတ်တပ်ထားရလိုက်ပါတယ်ထမင်းဆောင်သွားတော့လားပပကြီးပပကြီးကကောင်းခါပြပြီးတော့ထွက်သွားပါတယ် အဲ့ကောင်မှာအတူလိုက်ပါလာကြတဲ့စုံတွေကမဲ့ပြင်းကိုပိတ်ထုပ်ပိတ်အုံများအတော်ဆောင်ပစ္စည်းတွေကိုလက်ဖွဲ့အဖြစ်ပေးအပ်ကပြန်လည်ထွက်ခွာသွားကြပါရယ်။ညောက်တဲ့ခါမှာကြီးတော်ခွေးမှာလက်ဖွဲ့ပစ္စည်းတွေကိုကြည့်ရင်ပျော်ရွှင်နေပါရယ်။သူတို့ရဲ့အရှိမရွှေဦးလေးကိုချထားပြီးကျတို့လက်ခံလို့ဖြစ်ပါမလားဘာကြီး။အိုးပေးရလူကပေးနေရပဲကွာ။အတော့သူများဆက်လူယူတာမှမဟုတ်တာ။ဒါမျိုးယူတိုက်ပါရယ်ကွာ။ကောင်းတော့ပါကြီးအားဒီငွေနဲ့ကျွတ်တုတ်နေတဲ့ဟော်ရီအိမ်ကလေးကိုပြန်ပြမယ်ပြီးတော့ဖြူဖွဲကလေးမွေးဖွားဖို့နဲ့ဒီကြားရဲအားရှာစားဖို့တောက်ဖို့အတွက်တင်ထားမယ် ကြီးတော်ကရွှေပြားတွေကိုကြည့်ရင်အဲ့ဒါဘိုက်ထက်ကလေးကကန်ကောင်းလို့ဖြစ်မယ်လူအေးရဲ့ကြီးတော်ကလည်းဘာဆိုင်လဲဟဲ့ဆိုင်နာပေါ်ဟဲ့တခြားမင်္ဂလာဆောင်နေဆိုရင်ခံခံနာနာဆောင်ကြပေးမယ်ရွှေအိုးလက်ဖွဲ့ရတယ်ဆိုတော့ကြားဖို့လို့လားအခုငါတို့ကမင်္ဂလာဖွဲ့အချင်းချင်းလုပ်တယ်ဆိုပေမဲ့ရွှေအိုးအပြင်အကောင်းစားလက်ဖွဲ့တွေပိတ်အုပ်တွေရှာအဲ့ဒါနင်တို့ကလေးကကန်ကြောင်ရတာဖြစ်မယ်ကိုလူအေးမှဘာမှမပြောပဲပြုံးနေလိုက်ပါတယ်ကြီးတော်ခွေကမေပြင်းဘိုက်ကိုကြည့်ရင်ကလေးလေးနောက်လေငါတို့ကန်ကောင်းချင်းနေအများကြီးရှူလာပေးဦးနော်ကလေးရဲ့ ဒီခါမှာကြံတဲ့သူတွေကဝိုင်းပြီးရှိမောလိုက်ကြပါရယ်မင်းတို့နှစ်ယောက်အချင်းလင်းများအရာရောက်သွားပြီဆိုတော့တခန်းနဲ့အတူတူအိတ်တာကောင်းမဲ့ထနေတို့အိမ်မှာလေအိတ်ခန်းတခန်းနဲ့ရှိတော့မင်းတို့လင်းများပဲအိတ်ခန်းကိုရှူလိုက်ပါငါအင်ရှိမအိတ်လိုက်မယ်ကဲမခွေမင်းကတော့မိဖို့ကြောင့်အဆင်ပြေတယ်လို့ကဲအိတ်ပေါ့မဟုတ်တာပဲဦးကြီးကအိမ်တော်ကြသွားတယ်ဆိုပေမဲ့ဖြူဖွေးရဲ့ဘိုက်ထဲမှာခလေးရလည်းရှိသေးတယ်ဆိုတော့အရင်လိုပဲကြီးတော်ခွေးနဲ့အတူတူအိတ်တာပဲကောင်းမဲ့ထင်ပါရယ်ဘာကြီးနဲ့ကြုံနေအိမ်ရှိကောင်းမှအိတ်တာပေါ့အေးမင်းတို့ဆင်ပြင်းပြီးတာပါပဲကွာ အဲ့နော်မင်းလာခန္ဓာကျန်ပါတဲ့အတွက်ညောင်ညာကြိုက်ခဲ့ပြီးပြင်းမနေကြတော့မှုအရှူရှူအိပ်ရာဝင်ခဲ့ကြပါရယ်ညနေလာတဲ့အခါမှာမေပြင်းအိမ်ရဲ့ခရင်ကနေအတန်တခုကြားပါရယ်မေပြင်းမှာအိတ်ချင်မှုတို့နဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအလင်းရောင်တချို့ကိုထရံပေါက်ကြားနေမြင်တွေ့လိုက်ရပါရယ်ဟဲ့ဖြူဖွေးအိမ်နောက်ထွက်လာခဲ့မေပြင်းမှာအိပ်ရာနေထားပြီးအိမ်နောက်ကိုဆင်းလာခဲ့တဲ့အခါစောင်းမီလုံးကြီးနှလုံးကိုတွေ့ရပါရယ်အလိုအမမေတဲ့နဲ့အမမေရင်မလား ဟုတ်တယ်တို့စုံတွေထုံးစံရဆိုရင်ဆုံးတယောက်မင်္ဂလာဆောင်တဲ့အခါနေဘက်လူဧည့်သည်တွေကိုအခန့်ပွဲကျင်းပပေးရတယ်လို့မျိုးညဘက်ရဆုံးဧည့်သည်တွေအခန့်ပွဲကျင်းပပေးရတယ်ဟင်ဟိုကျုပ်ဒါရီမသိဘူးအခုငေါင်းနဲ့လိုက်ခဲ့ဘဘာရမင်းအတွက်အခန့်ပွဲတစ်ခုပြင်ဆင်ထားပေးရဟုတ်ကဲ့လိုက်ခဲ့ပါမယ်အော်ကြပါရဲ့အေးနေချစ်ကျင်လိုက်လိုက်လေတော်တော်နဲ့ဟိုရောက်မှာမဟုတ်လာငါတို့နှစ်ယောက်လက်တစ်ဖက်စီနဲ့ကင်လိုက်မဲတင်ကြောတဲ့အချိန်မဲပြင်းကမဲတင်ရဲ့သဘင်တွေကိုလက်နဲ့ကင်လိုက်ပါရဲ့ နောက်ထပ်လက်တစ်ဖက်မှာမင်းရဲ့စပင်းလေးကန်လိုက်ပါရီမကြကမှာပဲအဲ့လိုနှစ်ဦးကမိုးပေါ်ပြန်တန်းလိုက်တဲ့ခါမှာမဲပြင်းမလေးငှောင်းမွေးတစ်ချောင်းလာပေါ်ပါသွားကလေးပေါ်ပြန်တန်းသွားပါရီအမှန်ဆန်စပ်အားဖြင့်မဲပြင်းမမိမိပညာအစွမ်းနဲ့မိုးပေါ်ပြန်နိုင်ပေမဲ့လည်းနိဗ္ဗာန်ရွာအဆုံးနဲ့မြင်တွေ့ကုန်မှာဆိုရင်လည်းအတွက်မိမိအတက်ပညာတွေကိုလျှို့ဝှက်ထားခြင်းဖြစ်ပါရီမဲတင်တို့ခေါ်ဆောင်မှုနဲ့နိဗ္ဗာန်ရွာအပေါ်အနေပြန်တန်းလာခဲ့ပြီးတဲ့နောက်မကြကမှာထွန်ပြန်ကုန်းကိုရောက်ရှိပါရီ ထွန်ပြကုန်းမှာမီးရောက်စုံတွေလင်းထိန်နေပါတယ်။ဟော လာပါပြီ။ဒီနေ့ငါတို့ရဲ့သတို့သမီးကလေးလာပါပြီ။ပပကြီးကမဲပြုံတွေ့တဲ့အခါရေရွတ်လိုက်ပါတယ်။ထွန်ပြကုန်းမြေပြင်တစ်ခွင်မှာတော့ဆက်လောင်းပုံးတွေကိုပက်လက်လန်ကအတွင်မှာထမင်းများဟင်းများထက်ကလူရုပ်ပုံစံလုပ်ထားတဲ့မုံများလည်းပါဝင်ပါတယ်။ကဲအခုအားလုံးစုံပြီဆိုတော့ပွဲစားကြပါဗော။ဒီနေ့ကအင်မတန်မင်္ဂလာရှိတဲ့နေ့တစ်ခုပါပဲ။ဟောရီယာဆုံးမဖြူဖွေရတို့ရွာသားလူအေးနဲ့လက်ထက်တဲ့မင်္ဂလာနေ့ပါ။ နောက်တစ်ခုကတော့လူအေးနဲ့လက်ထပ်လိုက်တဲ့ဖြူဖွေကငါတို့ရွာသားအဖြစ်ဒီရွာမှာတသက်လုံးနေထိုင်သွားနိုင်တဲ့တို့ရွာသူဆုံးမဖြစ်သွားပါပြီ။ဒါကြောင့်ငါတို့ရွာသူအစ်စ်ကိုကျိုးစိုးပွဲဖြစ်ပညာစွမ်းအင်တွေထည့်သွင်းချက်လုပ်ထားတဲ့ထူးခြားတဲ့စားတော့ပွဲကိုလူတိုင်းစားတော့နိုင်မှုအတွက်ပြင်ဆင်ထားပါတယ်။ပပကြီးပြောတဲ့အခါမှာခေါင်းပြက်ကြီးတွေကတဝူးဝူးနဲ့အော်ဟစ်ကြပါတယ်။အားလုံးပဲဖြူဖွေကိုတို့ရွာသူဖြစ်နေကျိုးစိုးလိုက်ကြစို့။ပပကြီးပြောဆိုလိုက်ပြီးတော့မေပြင်းရဲ့ရှင်ဘက်ကိုတတွင်းနဲ့တစ်ချက်ထွေးထက်လိုက်ပါတယ်။ ောပါကြီးထွေပြီးရနောက်ကျန်တဲ့စုံတွေကပညာရှင်အလိုက်မဲပြင်းကိုတျောက်ပြီးတော့တရွေးနဲ့ဝိုင်းထွေကြသည်မှာမဲပြင်းတစ်ခုလုံးရွှဲရွှဲဆူနေပါရယ်ရှင်တို့ကြိုဆိုရတာလည်းတမျိုးပါလားဒါထုံးစံမယ်ဟဲ့တရတကြီးအဆုံးမငါတို့ရွာသူဆုံးဖြစ်သွားရင်ရွာကန်ဆုံးနေတဲ့တွင်နဲ့ဝိုင်းထွေးရတာထုံးစံမယ်အလောင်းပီစီသွားတဲ့ခါမှာပပာရအသက်နှစ်ကြီးနဲ့အော်ဟင်လိုက်ပါတယ်ကဲအလောင်းမဲသုံးဆောင်နိုင်ပါပြီဒီခါမှာကမ်းပြက်ကြီးတွေကဆလောင်းမောင်းနဲ့ထည့်ထားတဲ့ထမင်းဟင်းနဲ့မုန့်တွေကိုပဇက်နဲ့ရက်ကအငဲမရစားတော့ကြပါရဲ့ ဘဘကြီးကအဲ့ဒီရီစားတောင်းနေရတွေကိုပြောင်းရီကကြည်နေရပါဘိုးထွားဆိုရဲခကုံကြီးကတော့မဲပြင်းကိုပြောင်းရီလျက်ကြည်နေပါတယ်တိုင်မဲသူ့ရဲ့အပြုံမှာတမျိုးကြီးကြောက်စရာကောင်းနေရပါမဲပြင်းမှာဘိုးထွားအကြည့်နေစမှာပဲဘိုးထွားတယောက်ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးထားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမြော်နာဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရစေရှင်။